အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှာပြထားတဲ့လက္ခဏာကမွေးရပါနှလုံးအပေါက်ပါတဲ့သူရဲ့လက္ခဏာဖြစ်ပါတယ်သူရဲ့လက်မှာဘာထူးခြားမှုတွေရှိနေလို့ပါလဲသူရဲ့လက်နှစ်ဖက်စလုံးမှာအသက်25နှစ်အတွင်းအသက်လမ်းကြောင်းတွေဟာကောင်းမွန်ခြင်းမရှိပါဘူးကျုံးတွေရှိနေခြင်းကအပြစ်ဖြစ်ပါတယ်သူကဒေမာလာ အသက်18မာလာသူရဲ့အသက်လမ်းကကောင်းမွန်နေတဲ့အတွက်သူကမသေးဆုံးနိုင်သေးပါဘူးနောက်အခါမှာသူကတာမန်လူတွေလိုပဲရှင်သန်ရပါလိမ့်မယ် နှလုံးမွေးရပါအပေါက်ပါတဲ့သူရဲ့လက္ခဏာကိုမှတ်တမ်းယူပြီးမျှဝေတင်ပြလိုက်ပါတယ်။နောက်လက်ဝါးပြင်တစ်ခုကတော့အသက်50ကျော်အရွယ်ကြောက်ကပ်ဝေဒနာရှင်တဦးရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူရဲ့လက်မှာကဘာထူးခြားမှုတွေရှိနေလို့ပါလဲ။သူရဲ့ကျမ်းမာရေးလမ်းမှာကျုံးစည်းလေးရှိနေပါတယ်။ကျမ်းမာရေးလမ်းကလည်းခရင်ကွက်လိုမျိုးအောက်ကိုထိုးဆင်းလာနေပါတယ်။လက်အယောင်နဲ့လမ်းကြောင်းအယောင်တွေကလည်းမကောင်းပါဘူး။ကြောက်ကပ်ယောဂါကြောင့်ဆေးရုံတက်ခရရတဲ့လက္ခဏာရှင်ဖြစ်ပါတယ်။ ်သူကတော့ဒေမာလာအသက်ရှင်မလားသူရဲ့အသက်လမ်းကြောင်းကဆက်ရှိနေတဲ့အတွက်မသေဆုံးနိုင်သေးပါဘူးကြောက်ကဝေဒနာရှင်တဦးရဲ့လက်ဝါးပြင်ကိုမှတ်တမ်းယူပြီးမျှဝေတင်ဆက်လိုက်ပါတယ်နောက်ဆုံးတစ်ခုကတော့ကံလန်းအောက်ခြေကကျဲနဲ့တောက်ကြယူခုံကကျဲမသားတို့ပဲဖြစ်ပါတယ်ကံလန်းအောက်ခြေကကျဲဟာငငယ်ကလေးဘဝတုန်းကမိဘတွေစီးပွားပြက်လို့ဒုက္ခမျိုးစုံရောက်ခြင်းကိုပြဆိုနေပါတယ်။အကယ်၍တောက်ကြယူခုံကကျဲနဲ့ပေါင်းစပ်မိပြီဆိုရင်တော့အမိသို့မဟုတ်အဖအသေးဆုံးပဲ ကံလန်းရဘယ်နေရာမှာမစို့ကြယ်မှတ်သားရှိနေတဲ့ဆိုရင် ရောက်နေတဲ့အသက်အပိုင်းချာမှာအကုသို့ဝင်ချင်းဒုက္ခအမျိုးမျိုးရင်ဆိုင်ရခြင်းအဖန်စီကျုံနောက်ခံရခြင်းတွေကိုခံစားရတတ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုအနေနဲ့တတရအရွယ်ကလက္ခဏာကိုလေ့လာကြည့်ရအောင်ပါ။အဲ့မဲ့စားမယ်အပြင်းသွားရင်ကွန်းဆိုင်လက်ဖက်ရည်ဆိုင်ထိုင်မယ်နှလုံးထိုးမယ်။အဲ့မှာလဲထိုင်နေမယ်ဘာလုံးမှမလုပ်ပါဘူး။တစ်ချက်တစ်ချက်မိသားစုနဲ့ဘူပေါက်ကြားတတ်ပါတယ်။ သူ့အသက်ကတော့60တနှစ်ရှိနေပါပြီ။အလုံးမလုံးရတာကတော့ကိုဗစ်ကတည်းကပဲဖြစ်ပါတယ်။သူ့ရဲ့တိုးတက်မှုတွေကရပ်ဆိုင်းနေပါတယ်။ဘာကြောင့်ပါလဲ။သူ့ရဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။သူ့ရဲ့ကံလန်းကလက်ကလေးအထိမရှိပါဘူး။သူ့ရဲ့အောင်မြင်လန်းကလည်းဆက်မတက်တော့ပါဘူး။သူ့မှာပြောစရာဆိုလို့အဖြတ်မြင်မပါတဲ့ဂျူခုံတွေပဲရှိလို့တော်ပါသေးတယ်။သူ့ရဲ့လက်တန်းကပထမအစစ်ရှည်ပြီးဒုတိယအစစ်ကတူပါတယ်။ဒါကြောင့်သူကအပြောနဲ့အလုံမှာအပြောကတာပါတယ်။ လက်တွေ့မှာတော့ထားမလို့တတ်ပါဘူးလေနဲ့ပဲလုံလေးရှိတဲ့သူဖြစ်ပါတယ်သူ့ရဲ့ငလုံးလန်းညံလန်းကတော့လက်စကြွယ်အောက်မှာကျွန်းလိုမျိုးဖွဲ့စည်းနေပါတယ်ဒါကြောင့်သူဟာအထီးကျန်ဘဝမှာနေရပါလိမ့်မယ်သူ့ရဲ့စိတ်အနေထားကိုကြည့်ရအောင်ပါလက်ခလေအောင်နေစတဲ့နှလုံးလန်းကြောင်းအရာသူ့ရဲ့အတ္တနှလုံးသားစိတ်ကသူများကိုကိုခြင်းမစားတတ်ပါဘူးဒါပေမဲ့သူကလူပြိုဘွားတော့ကတော့စမ်းအရန်ပွင့်ဘူးပါလိမ့်မယ်။သူရဲ့လက်ကလေးတော့ကြပါတယ် ူရဲ့လက်မထိတ်ကတင်းမုံပုံစံ ဖြစ်နေတဲ့အတွက်ကြောင့်သူဟာစိတ်ပုတ်တဲ့သူစိတ်တူတဲ့သူအထက်ကိုပါသွားပါတယ်သူရဲ့တနင်းလာဂျူခုံကအောက်ကိုရှော့ဆင်းနေပါတယ်ဒါကြောင့်သူဟာခက်အေးနေခြင်းပါတယ်သူရဲ့တနင်းလာဂျူခုံနဲ့အင်ကာဂျူခုံကထိဆက်ပြီးတော့ဖောင်းကျွနေပါတယ်ဒါကြောင့်သူကအရသာခံရတာတွေဇိမ်ကျတာတွေကိုကြိုက်တတ်ပါတယ်ဒါမှအသက်ကြီးလာရင်တော့ခက်ပြင်းပြင်းအဖိုးအိုလိုမျိုးဖြစ်လာပါလိမ့်မယ် သူကငငယ်တုန်းကတော့ဩဇာရှိဘူးတဲ့သူဖြစ်ပါတယ်။သူ့ရဲ့လက်ညှိုးအောက်မှာလမ်းတစ်ခုပါပါတယ်။ဒါပေမဲ့အခုကတော့သူပါလှုပ်ချင်တာလဲ။ဘာလဲဆိုတာကိုသူမသိတော့ပါဘူး။တိုးတက်မှုဆိုတာကရှားနေတဲ့သူအတွက်ပဲလက္ခဏာကတိုးတက်ကြောင်းကိုပြလေရှိပါတယ်။ဘဝကိုရက်တန်းနေတဲ့သူအတွက်ကတော့တိုးတက်မှုလက္ခဏာတွေမပြလာနိုင်ပါဘူး။လက်ရှိမှာတော့လက္ခဏာရှင်ကတော့ဘဝကိုအေးချမ်းစွာနဲ့ရက်တန်းနေသူတူဖြစ်ပါတယ်။ နောက်ထပ်လက္ခဏာတစ်ခုကတော့အိုကန်ကောင်းတဲ့ဆရာဝန်မကြီးတူရဲ့လက္ခဏာပဲဖြစ်ပါတယ်။ဘာကြောင့်သူကအိုကန်ကောင်းတယ်ဆိုတာကိုကြည့်ပြီးတော့ပြောပါဦးမယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါဦး။ပုံမှန်ပြထားတဲ့လက္ခဏာကတော့လက်ကလေးအောက်တီတက်နေတဲ့ကံလန်းကအရန်ကောင်းနေပါတယ်။သူ့ရဲ့ကံလန်းအစကလည်းတနင်းလာဂျူကုံဘက်ကနေစလာပါတယ်။တနင်းလာဂျူကုံဘက်ကနေစလာရာကနေမိန်ရာကနေအထက်ကိုရောက်လေထင်ရှားလေးလေးဖြစ်ပါတယ်။ဒါကြောင့်သူမရဲ့အိုကန်ကတော့ကောင်းပါတယ်။ အမှန်လဲအပြင်မှာဟုတ်နေပါတယ်။သူကအမေရိကန်နိုင်ငံကဆွေမျိုးသားချင်းတွေကလိုလေသေးမရှိ ထောက်ပံ့မှုကိုရခဲ့တဲ့အငိမ့်စားဆရာဝန်မကြီးတဦးဖြစ်ပါတယ်။သူရဲ့ကြာသပတိဂျူခုံလက်ညိုအောက်ကမြင်းကလည်းအင်မတန်မှတန့်နေပါတယ်။ထင်ရှားပြီးအားကောင်းနေပါတယ်။ဒါကြောင့်သူဟာအကြံစီမှန်သမျှအောင်မြင်နေပါလိမ့်မယ်။ဒီနှစ်ခုနဲ့တော့ဘယ်ဟုတ်ပါဦးမလဲ။သူရဲ့အောင်မြင်ရေးလမ်းကလည်းကောင်းမွန်နေပါတယ်။သူရဲ့ဂျူခုံတွေကလည်းတန့်နေပြန်ပါတယ်။အားကြစရာအလွန်ကောင်းပါတယ် ကုသိုလ်လည်းထူးနေပါတယ်။ဒါကြောင့်လည်းသူကအိုကန်အရန်ကို ကောင်းနေတဲ့ဆရာဝန်မကြီးတူပဲဖြစ်ပါတယ်။လူတယောက်တိုးတက်မလားမတိုးတက်ဘူးလားကိုအလွယ်လန်းလေးတွေနဲ့ကြည့်ချင်လို့ဆိုရင်ပုံမှန်ပြထားတဲ့နမူနာလက်ကိုကြည့်ပါအသက်လမ်းတစ်လျှောက်မှာထောင်တက်နေတဲ့လမ်းလေးတွေကစဘာပင်လေးတွေထောင်တက်နေတယ်လို့တက်နေမယ်ဆိုရင်တော့ဒီလူဟာတိုးတက်နေတဲ့ဝင်ငွေစည်းပွားအဆင်ပြေနေတယ်လို့မှတ်ပါအဲ့ဒီလမ်းလေးပြင် အောင်မြေးလမ်းကြောင်းကလည်းကောင်းနေမယ်ဆိုရင်အင်မတန်ကောင်းပြီလို့သတ်မှတ်နိုင်ပါတယ်တချို့လက်တွေမှာတော့ဒီလိုလမ်းကလေးတွေမမြင်ရတာတွေရှိပါတယ်ဒါပေမဲ့အောင်မြင်နေတာတွေရှိပါတယ်ဒါကတော့တခြားအချက်လက်တွေကြောင့်တိုးတက်နေကြခြင်းသာဖြစ်ပါတယ်နောက်တစ်ခုကတော့ physics phd ပညာတတ်လက္ခဏာပဲဖြစ်ပါတယ်သူရဲ့လက်မှာဉာဏ်ပညာလမ်းကအပြတ်လမ်းကင်းပါတယ်မစုံမနစ်တော့ဇွဲလုံးလရှိတော့ enzyme သင်္ကေတလည်းပါရှိပါတယ်လက်ချောင်းတွေအောက်ကယူခုံတွေကလည်းလာပတန့်ရှင်ပါတယ် လေးတော့လက်အမျိုးအစားလည်းဖြစ်ပါတယ်။ဒါကြောင့်သူကသိပ္ပံနီးပညာကိုသဘောကျတယ်လို့ယုတ်တိသမားတယောက်လည်းဖြစ်ပါတယ်။နောက်ဆုံးခုကတော့နှလုံးလန်းချောင်းနဲ့ညာလန်းချောင်းကြားထဲမှာရှိတဲ့အမြင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီအမြင်လေးတွေမှာလည်းအတိတ်ပဲရှိနေပါတယ်။ပုံမှန်ပြထားသလိုမျိုးလန်းချောင်းအမုံအမွားလေးတွေကအများကြီးကျဆင်းနေမှာဆိုရင်အမျိုးသမီးဖြစ်ရင်ယောက်ျားလေးကအမျိုးသားဖြစ်ရင်မိန်းကလေးကလာပြီးလွမ်းမိုးပြီးတော့သူ့ကိုအနိုင်ယူခြင်းကိုခံရတတ်ပါတယ်။ လက်သက်ကျွဲအောက်မှာရှိနေမယ်ဆိုရင်တော့ကြီးမားတဲ့အကြံစီတွေရှိနေတတ်ပါတယ်။အောင်မြင်မယ်မအောင်မြင်ဘူးဆိုတာကလက်သက်ကျွဲကိုကြီးရပါမယ်။အောင်မြင်လမ်းကြောင်းလည်းကောင်းမယ်။ဒီလမ်းကြောင်းလေးတွေလည်းရှိနေမယ်ဆိုရင်တော့သူ့ရဲ့အတွေးခေါ်တွေကကောင်းနိုင်တယ်။နောက်ပြီးသူကအပေါင်းအသင်းတွေကြောင့်ကျင်းသည့်ဒုက္ခရောက်တတ်ပါတယ်။နောက်ပြီးအပေါင်းအသင်းတွေကြောင့်သူဟာဒုက္ခကိုလည်းရင်ဆိုင်ရတတ်ပါတယ်။ဒီတစ်ခုပဲသူကမကောင်းတာပါ။ဒါကလက်သက်ကျွဲအောက်မှာပါတာပါ။ ကျန်တဲ့နေရာအနက်မှာပါခဲ့မယ်ဆိုရင်တော့သူ့ကိုစန်းကျင်ဘက်လိန်ကလွမ်းမိုးချင်းကိုခံရမယ်လို့ပဲအကျဉ်းချုပ်မှတ်ထားနိုင်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာကတော့အထက်အင်္ဂါဂျူခုံလို့ခေါ်တဲ့အင်္ဂါဂျူခုံ အမကကြက်ချီခတ်ပဲဖြစ်ပါတယ်မသိရင်ဂမ်ဘီယာကြက်ချီဆိုပြီးပြောကြပါလိမ့်မယ်ဂျူခုံမောက်နေရင် သူကအတော်ဆိုးပါလိမ့်မယ်ဂျူခုံပြားနေတော့တတ်တာပဲဘာဖြစ်လို့လဲဆိုတော့ ရိုးခုံမောက်နေမယ်ဆိုရင် သူကမတ်ယူရဲသမားပြတ်တက်ပါတယ်။သူ ਈ ကလည်းနှထင်းကိုရောက်တက်ပါတယ်။ခေါင်းကလည်းမာတက်ပါတယ်။သူကအောင်မြင်ခါနီးတိုင်းမှာပြုတ်ကျကျနေတက်ပါတယ်။ပါဇက်နာရောက်မှစားစရာပြုတ်ကျတဲ့လူလိုပဲဖြစ်ပါတယ်။အနောက်ရှက်အတော်များတဲ့သူဖြစ်ပါတယ်။တနာစရာလည်းကောင်းပါတယ်။သူ့ရဲ့ပင်ကိုစိတ်ကမဟုတ်မခံစိတ်ရှိပါတယ်။သူများကအထင်နဲ့ဆွတ်ဆွဲတာကိုခံရတတ်ပါတယ်။သူကလည်းမဟုတ်မခံတတ်တဲ့သူဆိုတော့သူနဲ့မတဲတော့ပါဘူး။ အပြောဆိုအနေထိုင်မတက်တော့မမျော်လင့်မဲ့ရန်သူပေါ်ရတက်ပါတယ်ဂျိုးခုံပြားတဲ့သူတွေကြတော့ကန်ဆိုးတက်တဲ့နှစ်တွေမှာအဖျားနာကျမ်းမယ်ခြေလက်ကျိုးတာတွေရှိမယ်အသက်တော့မသေးပါဘူးမှတ်သားစရာအထက်အင်္ဂါဂျိုးခုံကကြက်ချီခက်လေးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့လေဖြတ်ခြင်းအမှတ်သားပဲဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးလက်ကလေးအောက်စနီဂျိုးခုံအောက်ကနေမြင်းလန်းတစ်ခုကကွေးပြီးလက်မဘက်ကအင်္ဂါဂျိုးခုံစီကို ဝင်လာခဲ့မယ်ဆိုရင် ထိုပုဂ္ဂိုလ်ဟာလေဖြတ်တက်ပါတယ် လေဖြတ်မဲ့အသက်ရွယ်အားဖြစ်တော့အဲ့ဒီအမှတ်သားလေးကို မြင်ပြီးတဲ့အသက်အပိုင်းချားမှာပဲစတင်ဂရုစိုက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။မိမိတို့ရဲ့လက်ဝါးပြင်မှာပါလာခဲ့မယ်ဆိုရင်ဂျိုတင်ဂရုစိုက်ဖို့အထူးသတိပေးလိုပါတယ်။နောက်ဆုံးတစ်ခုကတော့အရန်အသက်လမ်းကြောင်းမှာပါတဲ့ကျုံးရှိရှိပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာမှာအသက်လမ်းကြောင်းနဲ့အရန်အသက်လမ်းကြောင်းပါရှိပါတယ်။အဲ့ဒီအရန်အသက်လမ်းကြောင်းမှာကျုံးရှိရှိတစ်ခုပါလာခဲ့မယ်ဆိုရင်တော့ လေဘင်းရဲ့အသက်ရှူအင်ဂါရက်တွေမှာယောဂါရတတ်ပါတယ်ဒီကနေ့လက္ခဏာဘုဒ္ဓတာတွေကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာတုတ္တတိုးဝါနိုင်ကြပါစေ